မင်္ဂလာပါခင်ဗျာအမချာသေးခင်ကမြန်မာကျောက်အင်ဒိုနီးရှားအဲ့ဒီဘက်ဒီမှာငလီရင်လေးတွေစတိုက်လုတ်သွားလာတတိထာမိကြမယ်ဒီမှာလေဟုတ်ကဲ့လုတ်သွားတယ်နော်ဟုတ်ဒီနေ့အဓိကဆွေးနွေးချင်တာကအဲ့ဒီလုတ်ရှားမှုတွေရဲ့ပြီးတော့ဟိုမတ်လာတော့ကစကိုင်းမှာလုတ်ခဲ့တဲ့ငလီရင်ကြီးရဲ့နောက်အင်မတန်အန်ဒီရင်ကြီးတယ်ဆိုတဲ့ဆန်ဒါထရင့် ခေါ်ဆွန်တာချိတ်ဝိုင်းရပေါ့အဲ့ဒါတွေကြားမှာဆက်ဆက်မှုရောရှိနေလားမရှိဘူးလားอืมစိတ်ဝင်စားစရာမေးခွန်းပါဟုတ်ကဲ့အဲ့ဒါကိုပဲကျွန်တော်တို့ဒီနေ့ဘူမိဗေဒတွန့်တဲ့ချက်တွေနောက်ပြီး AI ခွဲချမ်းစိတ်ဖျားမှုတချို့ကိုအခြေခံပြီးတော့လေနားလည်အောင်စူးစမ်းကြည့်ကြတာပေါ့ဆိုတော့ဒီအချက်တွေကဘာကိုပြနေလဲအနာဂတ်မှာဘာဖြစ်နိုင်လဲသိချင်လို့ပါကောင်းပါတယ်အဲ့ဒါဆိုရင်ဆုံးအဲ့ဒီငလျင်ဆုံးကြီးနှစ်ခုကိုနည်းနည်းလေးရှင်းရှင်းလင်းလင်းတိထားဖို့လိုမယ်ထင်တယ်ဟုတ်ကဲ့ယူနီရှာအထီး အရှေ့ကကီလိုမီတာ3000နီးတော့လောက်ရှိတယ်တော်တော်ရှိတာပဲဟုတ်တယ်အနက်ဆုံးနေရာဆိုမီတာ9000နီးရကျော်တယ်ဒါကဘလို့ဖြစ်လဲဆိုတော့ဟော Indo Australian မြေထုပြားကြီးက Eurasian ပြားအောက်ကိုတိုးဝင်သွားတာ subduction zone လို့ခေါ်တာပေါ့အော်တခုအောက်တခုနစ်ဝင်သွားတဲ့ပုံစံအဲ့လိုမျိုးဒီလိုနေရာတွေကအင်အားပြင်းငလင်ကြီးတွေပြီးတော့ဆူနာမီတွေချစ်တက်တယ်။ဟောလူတော်တော်များများထိကြတယ်။နောက်ထပ်၄ကအိန္ဒိယသမုဒ္ဒရာငလင်နဲ့ဆူနာမီလေ။ magnitude နိုင်ကြော်တာအဲ့ဒါဒီနေရာကပဲစခဲ့တာဟုတ်ကဲ့ဟုတ်ကဲ့မမိပါတယ်အမတန်ကြောက်ဖို့ကောင်းခဲ့တာနောက်တစ်ခုကတော့ကျွန်တော်မြန်မာနိုင်ငံထဲမှာပဲရှိတဲ့စကိုင်းဖော့နော်စကိုင်းဖြည့်ရွေးဟုတ်ပါတယ်စကိုင်းဖော့ဒါကတော့ကီလိုမီတာ1400လောက်ရှိတယ်မြို့ကြီးအများကြီးနာကဖြတ်သွားလားဟွန်းစင်တာထရင်းနဲ့ကြတော့သူဖြစ်ပေါ်ပုံကမတူရဘူးနော်အတိအကျပဲလုံးဝမတူ second four ကကြတော့ဘာမာ plate နဲ့ sunna plate အဲ့ဒီနှစ်ခုကဘေးတိုက်ပုတ်တိုက်ရွေ့လာတာ transform for အမျိုးအစားပေါ့ဟောဟွာကအောက်ကိုဝင်တာဒါကဘေးတိုက်ရွေ့တာဟုတ်တယ် subduction မဟုတ်ဘူး strike slip လို့ခေါ်တယ်အဲ့တော့ငလင်းဖြစ်တဲ့တဘာဝချင်းလဲကွဲသွားတာပေါ့တယောက်မှုပုံစံလဲနင်းနေကွာနိုင်တယ်ဒါဆိုရင်2025မလား28ကစစ်ကိုင်းမှာလွတ်သွားတဲ့ငလင်းကြီး magnitude 7.7နဲ့7.9ဆိုတော့တော်တော်ပြည့်နေအဲ့ဒါကဒီ second fault joint အထိကဖြစ်သွားတာပေါ့ဟုတ်ပါတယ်အထိကကတော့ စကင်ဖော့လှူရှာမှုပါပဲအဲ့တော့တူးနယ်ကိုဆွနဲ့ trench ကြီးနဲ့တိုက်ရိုက်ဆက်ဆက်မှုအဲ့ဒါကတော့ပြောရှိနိုင်မလဲတိုက်ရိုက်ဆက်ဆက်မှုကတော့လေပြောရရင်ဖြစ်နိုင်ခြေကလွန်နေပါပဲဘာလို့လဲဆိုတော့အခုနောက်ပြောလို့လို့ဖြစ်ပေါ်ဖို့မတူဘူးပြီးကောင်ငလင်းဘဟုချက်ကဆွနဲ့ trench နဲ့အတော်လေးဝေးတယ်လေဟုတ်ကဲ့ဝေးတော့ဝေးတယ်ဟုတ်တယ်ဒါပဲလေဒီနေရာမှာတခုစဉ်းစားစရာရှိလာတာက stress transfer ဆိုတဲ့ body ya stress transfer မြေထုအောင်ဖြအားကူပြောင်းတာလားအဲ့လိုမျိုး ဆိုလိုတာပါဒီငလင်းစုံကြီးနခုကပုံစံရောမြညာရောမချူပဲမဲ့ကဘာမြေလွန်အောင်မသူတို့ကလုံးဝအဆက်ဆက်မရှိတာတော့မဟုတ်ပြုံတနေရာမှာလှူရှားမှုကြီးတခုဖြစ်လိုက်ရင်အဲ့ဒီကထွက်လာတဲ့ဖျားတွေကမိုင်ပေါင်းများစွာဝေးလေနောက်တနေရာကိုကူးဆက်သွားပြီးတော့အဲ့ဒီနေရာမှာငလင်းဖြစ်ဖို့နင်းနေလုံးစော်ပေးလိုက်တယ်လို့ဖြစ်သွားနိုင်တယ်ဟာဒါကစိတ်ဝင်စားကြရပဲဒါဆိုစိတ်ကိုင်းငလင်းကစကိုင်း salt ကြော်ဖြစ်တာမှန်ပေမဲ့ ူရဲ့ loaded အချိန် timing မှာ Sunda Trench ကတွေ့ဝိုက်ပြီးတော့ရောလမ်းမိုးမှုရှိမရှိအဲ့ဒါအရေးကြီးလာပြီပေါ့ဟုတ်တယ်အဲ့ဒီတွေ့ဝိုက်တဲ့ဆက်ဆက်မှုပေါ့နော်အဲ့ဒါကိုတော့မငင်းနိုင်ဘူးဥပမာဟို2004 2005 Sunda Trench ငလင်ကြီးတဲ့လုတ်ပြီးနောက်ပိုင်းအနည်းတော့ဝိုက်ဒီတာတွေမှာဖျားပြောင်းလဲမှုတွေရှိခဲ့တယ်လို့ပညာရှင်တွေကယူဆကြတယ်อืม ဒါပေမဲ့စကိုင်းငရင်ကဆူနာထရန့်ချ်ကြောင့်တိုက်ရိုက်ဖြစ်တာလားဒါမှမဟုတ်သူ့ကြောင့်အချိန်ခိုက်လှုပ်သွားတာလားဆိုတာအတိအကျပြောဖို့ကြတော့လေ노ထတ်သူရိတနာတွေအများကြီးလို့သေးတယ်လောလောဆယ်တော့စကိုင်းဖော့ရဲ့ကိုပိုင်ဖီယာစုပေါ်မှုကြောင့်လှုပ်တာလို့ပဲအတိအကျသတ်မှတ်ထားတော့ပါပဲဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီ stress transfer PR ကူးနိုင်တယ်ဆိုတဲ့အယူအဆကိုစက်တွေးကြည့်မကြတဲ့ခင်ကမေလ16ဆက်ကိုမှလှုပ်သွားတဲ့ငလျင်ငယ်လေးတွေ ဲ့ဒါတွေကပိုးပြီးအတိအတွေရှိလာနိုင်သလားပေါ့စစ်တွေနာမှာ5.1ဟုတ်တယ်တရုတ်နဂျူနာမှာ4.5အင်ဒိုနီးရှားလမ်ပါနာမှာ4.9ဆိုတော့ဒီနေရာတွေကတော့อืมဒီငလင်ရဲ့ဒီနေရာကတကယ်စိတ်ဝင်စားစရာကောင်းတယ်ကြည့်လိုက်ရစစ်တွေနဲ့လမ်ပါကဆူနာထရန့်ရဲ့အစာပိုင်းနဲ့အဆုံပိုင်းနဲ့နေမိတ်တဲ့နာမှာကြာနေလေဩဟုတ်လေနေချူကတော့နင်းနဲ့ကုန်းတွင်ပိုင်းကြပေမဲ့အဲဆူနာထရန့်လုံရှားမှုကြီးရဲ့တက်ရောက်မှုရှိနိုင်တဲ့ area ထဲမှာတော့ရှိနေပြန်တော့ အရေးကြီးတာပါလဲဆိုတော့ AI သုံးသက်ချက်တချို့ပေါ့ AI ကဘယ်လိုသုံးသက်တာလဲသူကငလျင်လှရှားမှုမှတ်တမ်းတွေထဲကသိမ်းမွေ့တဲ့ pattern တွေကိုကွန်ပျူတာနဲ့ရှာဖွေစမ်းသိတာပေါ့လေအဲ့ဒီသုံးသက်ချက်တွေကဘာပြောလဲဆိုတော့ဒီ mail 1869ကငလျင်ငယ်တွေက four shocks ဖြစ်နိုင်နေတယ်ရှေ့ပြေးငလျင်တွေပေါ့ four shocks အော်ဒါဆိုရင်ဒါကတာမန်ငလျင်ငယ်လေးကဆိုပြီးပေါ်လို့မရဘူးပေါ့ ပိုကြီးတာလာနိုင်တယ်ဆိုတော့သတိပေးချက်ဖြစ်နိုင်တာကော။မှန်ပါတယ်။ဆိုလိုတာကမြေထူးထဲမှာဖြစ်အားတွေဟာဆက်ပြီးစုပုံနေတော့ပဲ။မကြခင်ရတတက်ပဲအနေငယ်တွင်ဖြစ်ဖြစ်လပိုင်းတွင်ဖြစ်ဖြစ်ပိုကြီးလက် magnitude 7ထက်ငလျင်ကြီးတစ်ခုလောက်ဒီ Sundar Trench တကြောအထူးတစ်ဖြစ်သူ့ရဲ့အပိုင်းရဆတစ်ခုခုမှာဖြစ်လာနိုင်ခြင်းရှိတယ်လို့အဲ့ဒီသုံးသပ်ချက်တွေကညွှန်ပြနေတာ။ magnitude 7ထက်ဆိုတာကသူတို့ပြင်းတယ်နော်။ ဟုတ်ကဲ့။ထားကခန့်မှန်းချက်သက်သက်ဆိုပေမဲ့စွန်းသားထရန့်ရဲ့မူလတဘာဝကိုကအန်ဒီယန်ညံကြီးတာကိုထက်စဉ်းစားရမယ်။သူက magnitude 7ကနေ9အထိညလျင်ရော tsunami ရောဖြစ်နိုင်တယ်နေတာလေ။အဲ့တော့ဒီလို foreshock ဖြစ်နိုင်ချေထုံးသက်ချက်ကိုလေ့လျူရှုလို့မဖြစ်ဘူး။လာဆိုရင်မြန်မာနိုင်ငံရဲ့စစ်တွေလို့စွန်းဒါထရန့်နဲ့နီးတဲ့ကိုင်းဦးတန်ဒေတာဒီအပဝင်ပေါ်လေ ဒီဆောင်ရဲ့တက်အောင်မှုရှိနိုင်တဲ့နေရာအားလုံးအတွက်အထူးသတိထားဖို့လိုတယ်ဆိုတဲ့အချက်ကိုပို့ပြီးလို့ခိုင်မာသွားစေတာပေါ့အတိအကျပါပဲညလျင်ဘယ်အချိန်အတိအကျလွတ်မလဲဆိုတာကတော့ဘာသူမှကြိုမသိနိုင်ဘူးဒါပေမဲ့ဒီ Sunda Trench Zone ဟာအင်အားဖြင့်ညလျင်နဲ့ Tsunami အန္တရာယ်အများအန်းရှိနေတဲ့နေရာဆိုတာကိုတော့မမေ့ဖို့လိုရဲအခုလိုလှုပ်ရှားမှုတွေကအဲ့ဒီအန္တရာယ်ကိုပြန်ပြီးတတိပေးနေတယ်လို့ပဲဟုတ်ကဲ့အဲ့ဒါကြောင့်ကျူတင်ပြင်ဆင်မှုတွေလုပ်ထားဖို့အရေးပေါ်အခြေအနေမှာဘယ်လိုတုံ့ပြန်ရမလဲတီးထားဖို့ဒါတွေ တွေကအင်မတန်အရေးကြီးပါတယ်။ကောင်းပါပြီ။ဒါဆိုရင်ဒီနေ့ဆွေးနွေးကြတာတွေကိုအနှစ်ချုပ်ပြန်ပြောရရင်အဓိကမတားစရာကစစ်ကင်ပြရွေနဲ့စွန်တာချွင်ဝါ။သူတို့ကမတူညီတဲ့ငလျင်စုံတွေမှတ်မိမဲ့ဟို stress transfer ဆိုတဲ့မြေထုဖြစ်ရာကူပြောင်းမှုကြောင့်တွေ့ဝိုက်ပြီးတော့ဆက်ဆက်နိုင်ခြေရှိတယ်။ဟုတ်ပါရဲ့။ပြီးတော့စွန်တာချွင်ဝါကိုတိုင်းကအလွန်အန္တရာယ်များတဲ့ဇုံဖြစ်နေပြီးတော့မကြာသေးခင်ကငလျင်ငယ်တွေဟာပူကြီးတဲ့ငလျင်ရှိပြီး forest shocks တွေဖြစ်နိုင်တယ်လို့ AI တုံးတက်ချက်တချို့ကဆိုတယ် ဒါကြောင့်ချိုးတင်ပြင်ဆင်မှုကအားလုံးအတွက်တကယ်ကိုမရှိမထည့်လိုအပ်တဲ့ဆိုတော့ပါပဲ။နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထပ်ပြီးတော့ပြောချင်တာကလေ။ဟုတ်ကဲ့။ဒီလောက်အကွာဝေးကြီးလီကမြေထုပြားစနစ်တွေကတော့အချင်းချင်းတက်ရောက်မှုရှိနိုင်တယ်၊ဖိအားတွေကူပြောင်းနိုင်တယ်ဆိုတဲ့အတိကကျွန်တော်တို့ကိုဘာကိုစဉ်းစားစေလဲဆိုတော့ငလျင်အန်ဒရီယာစောင့်ကြည့်လေးလာတာတွေယိုတီပြင်ဆင်ရေးနီလန်းတွေကိုဒေတာအထက်ခုတဲ့အသက်ပဲကြည့်နေလို့မရတော့ဘူး။ ကဘာလုံးဆိုင်ရာအတိုင်းတာလဲဘလို့ပို့ပြီးချိတ်ဆက်ပြီးတော့ပြန်လဲတုံးသက်တင်တယ်လဲအဲ့ဒီမိခွန်းလေးကိုတော့ထားခဲ့ခြင်းပါမင်္ဂလာပါခင်ဗျ